ဆွတောင်းတဲ့အထဲမှာလည်းပဲအကောင်းလို့ထင်ပြီးလှုပ်တာကဘေးအတွက်ဆူကျူးတွေပါလာတတ်သေးတယ်။တန်နေရတွင်ကဆွတောင်းမှန်သမျှအကောင်းကြီးမရနိုင်ပါဘူး။မမိသမျှလေးပြောရမယ်ဆိုရင်အနာတပိန်တထေးကြီးရဲ့ညီမကမွေးတဲ့ခိမကဆိုတဲ့တထေးသားတယောက်ရှိတယ်။အနာတပိန်တထေးနဲ့တူတော်တယ် အဲ့ဒီလူကနာရဝိန်တထေးရဲ့တူကသူ့မိသားစုကလည်းတထေးဆိုတော့ချမ်းသာတယ်ချမ်းသာရုံနဲ့မကဘူးသူကရုပ်ကလည်းပထမချောတယ်ရုပ်ချောပြီမဲ့လို့တဏှာမှာသူဆူတောင်းခဲ့တဲ့အမှားကြောင့်အများက မကျေနပ်เสีย မင်းပြစ်မင်းစံတဲ့နဲ့အလုတ်တွေကိုခဏခဏကျူးလွန်လို့တမကြီးအုပ်ချုပ်တဲ့ပသိနေရီကောသနာမင်းကြီးကခဏခဏဖမ်းရတယ်သူ့တိုးတော်ရှေးတုန်းကပရင်နေဟာတထေးကိုတံမိုးထားကြတယ်လေးစားကြတယ်အနာရမိန်တထေးကြီးကိုအာနာလို့ဆိုပြီးတော့သူ့ကိုပြန်ပြန်လှုပ်လိုက်တယ်ဖမ်းတော့ဖမ်းတယ်အေးမြူ အနာရဝိသထေးရဲ့မျက်နှာနဲ့သူ့ကိုလွတ်လိုက်တယ်။သူကဘာပြစ်မှုတွေကျွလွန်ပြီးတော့ဘာဆုတွေတောင်းခဲ့တာရောလို့ဆိုသူကကတ္တဝဖရာလက်ထက်တုန်းကဒီပေါ့စင်ထိုးသမားဖြစ်ခဲ့ပေါ့စင်ထိုးသမားနမေကြီးပေါ့စင်ထိုးသမားလက်ဝိသမားပေါ့လက်ဝိကျော်ဖြစ်ခဲ့တယ် အဲဒီတော့ကကသဗ္ဗဖျားရဲ့ကသဗ္ဗဖျားပြိဋိဘံဆံသွားတဲ့အခါမှာဖျားကိုရည်စူးတဲ့ရွှေစီတီကြီးမှာရွှေနဲ့လှုပ်ထားတဲ့တကွန်နှစ်ခုကိုစီတီပေါ်မှာတင်ပြီးတော့လှူဒန်းခဲ့တယ်။ကြီးညိုသရာစိတ်နဲ့လှူဒန်းခဲ့တယ်။တော့လှူဒန်းတဲ့အခါမှာ နိဗ္ဗာန်ရရပါလို့ဤတို့မဆူတောင်းမနဲ့ပါသွားဆူတောင်းလို့ဆိုဒီကောင်းမှုကြောင့်နဲ့သူ့ရဲ့ဆွေမျိုးသားချင်းအမျိုးသမီးတွေမှတပါအမျိုးသမီးအလုံးဟာသူ့မြင်လို့ရှိရင်မဆွဲလမ်းမဲ့မနေပါစေနဲ့ ကဲသူတောင်းတယ်ဆိုတာအဲ့ဒီဆိုသွားတောင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလူမတောင်းမှုတန်တရားတဲ့မှာသူ့ကိုမြင်တဲ့အမျိုးသမီးတိုင်းဟာသူ့ကိုအငမ်းမရကြိုက်နှစ်သက်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ။ကြံ့ကြံ့ဖန်ဖန်လည်းသွားတောင်းတယ်နော်။ဒီစုတောင်းတယ်။တာဝတိမျိုးမှာသူနဲ့တွေ့သည်မအမျိုးသမီးတွေဟာသူ့မြင်လို့ရှိရင် ကိုယ်စိတ်ကိုမထိန်နိုင်သေးတဲ့အတွက်ကြောင့်သူနဲ့မောက်မားတဲ့ဟာတွေကခဏခဏတိုင်ကြတော်ကြတဲ့အခါမှာကောသရမင်းကြီးကထောင်လန်းပြီးတော့ဒီပြစ်မှုကျူးလွန်တဲ့လူဖမ်းတဲ့အခါသူ့ကြီးပဲဖမ်းမိအနာရဝိသတိကြီးအာနာရနဲ့အချိန်ချိန်လွတ်နောက်တော့အနာရဝိသတိကြီးကဒီသတင်းတွေကြားတဲ့အခါအာဒီကောင်တော့မဖြစ်ဘူးဆိုဖះစီပုတ် မြတ်စွာဘုရားဆုံးမမြတ်စွာဘုရားကဆုံးမလိုက်တဲ့အခါကျတော့မှဒီဒုက္ခကကျွတ်သွားတယ်။နော်။သာဝတိမျိုးကမိသားစုတွေလည်းအေးချမ်းချမ်းနဲ့နေနိုင်ဖြစ်နိုင်သွားတယ်။အိတ်နိုင်သွားတယ်။အဲ့ဒါတန်တရာထဲမှာမတောင်းရမဲ့စုကို ကောင်းထင်ပြီးတောင်းခဲ့တာလည်းဖြစ်တယ်ပေါ့။ဒုက္ခပေးတဲ့စုကိုသူတောင်းခဲ့တယ်